အခု time မှာရှိတဲ့အတူတွေကျွန်တော်သတင်းတစ်ခုပေးခြင်းနဲ့အဲ့ဒါကတော့ဘာလဲဆိုတော့စစ်တပ်ကအဖွဲတစ်ခု time ကိုဆင်းလွတ်ထားပါတယ်เนาะအဲ့တော့ time မှာရှိတဲ့အတူတွေနေတာထိုင်တာတွေလောက်တာကင်တာတွေလုံးဝသတိထားပါအဲ့ဒီအဖွဲဒီဘာလို့ဖို့ဆင်းလွတ်တာလဲဆိုတော့လုံးဝဒီ time မှာခလောက်ဆန်ပြီးလုပ်ဖို့အဓိကဘာလဲ time အစိုးရအနေနဲ့မြန်မာနိုင်ငံသားတွေကို မျက်မိုးကျိုးလာအောင်မြန်မာနိုင်ငံသားတွေစူပူတယ်တောင်းကျမ်းတယ်ဆိုတဲ့ဟာမျိုးဖြစ်လာအောင်စီစဉ်ဖို့အတွက်တီးတန့်လှုပ်ထားပါတယ်အခုဘာကြောင့်လှုပ်လဲဆိုတော့စစ်မှုထမ်းဥပဒေအခုကလူဆွဲတင်တိုင်းဆွဲလို့မရတော့ဘူးတဖြည်းဖြည်းနဲ့နယ်တွေမှာလူကကုန်းနေပြီနော်စစ်မှုထမ်းဥပဒေအတွက်လူမရှိတော့ဘူးအဲ့ဒီအတွက်အခုဘိုင်းရိုက်ဖို့ဟာကိုချက်ချင်းရက်တန့်လိုက်ရဆိုတော့ကြားဘူးလားထိုင်းတမိုင်းမှာကြားဘူးလားဟင်သူတို့ကနေဆက်တင်ငင်ရေးလို့အကြောင်းပြောတယ်ကြားဘူးလား ဲ့တော့ထဲကဆက်ဆက်မှုတွေကိုခင်ဗျားတို့တတိထားပြီးတော့ထိုင်းကိုဒီစစ်တပ်ကတီးတန့်ဖွဲ့ထားတယ်အဖွဲ့တစ်ခုကိုလွှတ်ထားရောက်နေပြီရောက်တဲ့လူရောက်နေပြီနော်ရောက်နေပြီဆက်လာမဲ့လူတွေရှိတယ်အဲ့ဒါတွေကဘာလုပ်လဲဆိုတော့ထိုင်းမှာရှိတဲ့မြန်မာတွေကိုထိုင်းအစိုးရမျက်မှောက်တိုးအောင်ချင်းချင်းပြောရင်ဒီမှာအခုမနေ့ကမှလူ130ကျော်ချင်းချင်းဖမ်းခံနေတယ်တွေ့လားဟမ်အဲ့အဲ့ဒါပဲနောက်နောက်ကဒီလက်ဆက်ဆိုးလာအောင်မယ်အဲ့တော့ကိုလောက်ကနေကိုလော ဒီကာလမှာကျွန်တော်အကြံပေးချင်တာတော့ဒီပန်းရောက်နေတဲ့အတိုင်းမှမဟုတ်ဘူးဘယ်နိုင်ငံရောက်ရောက်ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့နံပါတ်၁ကိုယ့်ရဲ့နေဖို့ရယ်စားဖို့ရယ်အဲ့ဒီနှစ်ခုကိုအစဉ်ပြေအောင်အရင်ဖန်တီးပါနော်နေမယ်စားမယ်နေဖို့အတွက်လုံခြုံမယ်စားဖို့တောက်ဖို့အတွက်အစဉ်မပြေမငတ်အောင်စားလို့ရမယ်ပြီးမှနံပါတ်၃တစ်ချက်ကိုယ့်ရဲ့ကြီးပွားရေးကိုစဉ်းစားပါတောင်းတောင်းအလုပ်အစဉ်ပြေတဲ့လုံခြုံတဲ့ဆိုရင်အသာလေးမေးပြီးလုပ်နေပါ အလုတ်အကင်တွေရှားလိုက်မယ်တနေရတနေရပြောင်းလာတွားတာတွေလဲတာတွေပတ်တာတွေဒီကာလမှာဖြစ်နိုင်ရင်တတိထားပါကျွန်တော်တို့မှာအဖအမိမဲ့နေတဲ့အချိန်မှာနော်ခိုင်းမှာဒုက္ခရောက်လို့ဘယ်သူမှလာမကူနိုင်ငံခြားမှာဒုက္ခရောက်လို့ဘယ်သူမှလာမကူနော်အဲ့တော့ဒါကြောင့်မို့လို့လက်ရှိဒီစစ်ကောင်စီကလွတ်လိုက်တဲ့အဖွဲ့ဟာကျွန်တော်တို့လည်းကျွန်တော်တို့ကျွန်တော်နီးဟန်နဲ့လိုက်နေပါတယ်သိလားအဲ့တော့အချိန်တန်ကြရင်ကျွန်တော်တို့ဘဒူပါဆိုတာကို တိရပါလိမ့်မယ်လောလောဆယ်တော့ကျွန်တော်တို့ကိုပြည်သူတွေကိုအားလုံးအဓိကတော့ထိခိုက်မှာကိုစိုးရိမ်နေဘာမှမသိဘူးခင်ဗျာအဆောင်နေမှာပေါ့ပုံမှန်ပဲကိုကငကိုလေးကတောက်နေစားနေမယ်နော်တောက်နေစားနေမယ်အလုပ်ပြီးလာရင်ဒီအဆောင်အောက်မှာကိုကအရက်တောက်နေကြနေ့တိုင်းဒါပေမဲ့အဲ့ဒီရက်ဝိုင်းလာပြီးပြဿနာရှာမယ်ပြီးရင်ရိုက်ကြပုတ်ကြအာဗမာတွေမူးကြစားကြပြီးတောက်ကြရဟန်းညရိုက်ကြတယ်ဆိုတဲ့နာမည်အဲ့ဒါလို့တဘောပေါက်လားမသိအဲ့လိုဟာမျိုးတွေလှုပ်ပြီးတော့မှွေဖို့အများကြီးရှိပါတယ်အခု20နှစ် တင်နှန်းကြောင်း28ခုစစ်မှုထမ်းတွေ့စစ်မှုထမ်းအပတ်စဉ်20ကျော်ဝိုင်းနော်အဲ့တော့တပတ်ကို9000 6000နဲ့ပဲတွေ့အောင်အင်အားဘလောက်ရနိုင်ပြီထပ်ပြီးတော့တင်နှန်းကြောင်းတွေထပ်တိုးချင်နော်အဲ့တော့ဒီကောင်တွေကမနိုင်နိုင်အောင် လုပ်မှာပါမပူပါနဲ့ကျွန်တော်တို့တော်လှန်ရေးဘက်ကလူတွေစီးလုံးမှုညီညွတ်မှုပြောတာအဲ့ဒါကိုပြောတာနော်နောက်ရှိသေး